လူသားတွေရဲ့ဘဝသည်၎င်းတို့၏အတွေးများနှင့်ပုံဖော်ဖန်တီးထားခြင်းသာဖြစ်သည်ဒီစကားစုကိုကြားလိုက်ရတဲ့အခါအသင်ဘလို့ခံစားရပါသလဲဒါဟာလွန်ခဲ့တဲ့နှစ်ပေါင်120ကျော်ကတည်းကရေးသားခဲ့တဲ့ကဘာကျော်စာအုပ်တုံးရဲ့အဓိကအနှစ်သာရသတင်းစကားပဲဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါ The Group Diary ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ရဲ့ channel ကနေစာဖတ်ဖို့အချိန်မပေးနိုင်တဲ့မိတ်ဆွေတို့အတွက်ကဘာကျော်စာအုပ်ကောင်းများစွာရဲ့အနှစ်သာရတွေကို မိနစ်ပိုင်းအတွင်းနားလည်သဘောပေါက်အောင်အနှစ်ချုပ်တင်ဆက်ပေးနေတာဖြစ်ပါတယ်။ဒီနေ့မှာတော့ကျွန်တော်တို့ဟာဂျင်းအယ်လန်ရဲ့စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာဂန္ဓဝင်စာအုပ်ကြီးကိုအတူတူလေ့လာသွားကြမှာဖြစ်ပါတယ်။ဒီစာအုပ်ကစာမျက်နှာအရမများပေမဲ့အကြောင်းအရာကအင်မတန်ဆွမ်းထက်ပါတယ်။ဘာကြောင့်လဲဆိုတော့သူက ကျွန်တော်တို့ရဲ့အတွေ့ဆိုတာဟာအရေးမပါတဲ့လေတူတဲကအရာတစ်ခုမဟုတ်ပဲကျွန်တော်တို့ရဲ့ဇယိုက်လက္ခဏာကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်အခြေအနေ နောက်ဆုံးဘဝရဲ့အောင်မြင်မှုအားလုံးကိုဖန်တီးပေးနေတဲ့မျိုးစေ့တွေဖြစ်တယ်လို့တိတိကျကျပြသပေးထားလို့ပဲဖြစ်ပါတယ်။သင်ဟာကိုယ့်ကိုယ်ကိုကိုယ်တိုင်ပြောင်းလဲပြစ်ချင်တဲ့သူစိတ်ဓာတ်ခွန်အားအသက်တွေလိုအပ်နေသူဒါမှမဟုတ်စိတ်ပညာရဲ့အခြေခံအုတ်မြစ်ကိုနားလည်ခြင်းသူတယောက်ဆိုရင်ဒီစာအုပ်ဟာသင်အတွက်မရှိမဖြစ်လမ်းညွန်မြေပုံတစ်ခုဖြစ်လာပါလိမ့်မယ်။သင်သားဒီအနေချုပ်လေးကိုအဆုံးထိအာယုံဆိုင်ပြီးလိုက်ပါနားဆင်နိုင်မယ်ဆိုရင် အတွေးနဲ့အခြေအနေတို့ရဲ့ဆေးစပ်ပုံကိုပုံမှန်ထက်ပိုမိုနက်နက်နဲ့နားလည်လာမှာပါ။သင်ရဲ့မကောင်းတဲ့အတွေးအစွဲတွေကိုဘယ်လိုဖယ်ရှားရမလဲဆိုတဲ့လက်တွေ့ကြတဲ့လမ်းညွှန်ချက်တွေရရှိသွားမှာပါ။ပြီးတော့ရည်ရွယ်ချက်ရှိတဲ့ဘဝတစ်ခုကိုဘယ်လိုတည်ဆောက်ရမလဲဆိုတဲ့စွမ်းအားရှိတဲ့အတိတ်တရားတွေကိုပါရရှိသွားပါလိမ့်မယ်။စာအုပ်ရဲ့အနှစ်ချုပ်ကိုမူရင်းစာအုပ်ထဲကအတိုင်းအခန်းခုနှစ်ခန်းခွဲပြီးအသေးစိတ်ရှင်းပြပေးသွားမှာဖြစ်ပါတယ်။အခန်းတက်မှာအတွင်းနဲ့ဇယိုက်လက္ခဏာရဲ့ဆွံ့နယ်မှုကိုလေ့လာကြမယ်။ အခန်းနှစ်မှာတော့ကျွန်တော်တို့ရဲ့အခြေအနေတွေပေါ်အတွေးကဘလို့တည်ရောက်မှုရှိလဲဆိုတာဥပမာတွေနဲ့ပြောပြပေးသွားပါမယ်။ကျန်တဲ့အခန်းတွေမှာလည်းကျမ်းမာရေးရည်ရွယ်ချက်အောင်မြင်မှု အေးချမ်းတည်ငြိမ်မှု စတဲ့အရေးကြီးတဲ့အကြောင်းအရာတွေနဲ့စာအုပ်ပါအယူအဆတွေကိုနေ့စဉ်ဘဝမှာလက်တွေ့လှုပ်ဆောင်နိုင်မဲ့နည်းလမ်းတွေကိုပါဆက်လက်ဆွေးနွေးပေးသွားမှာဖြစ်လို့အစာအဆုံးအာရုံစိုက်နားထောင်ဖို့တိုက်တွန်းချင်ပါတယ်။ဒီစာအုပ်ရဲ့တန်ဖိုးရှိတဲ့အနှစ်ချုပ်ကိုမစတင်ခင်မှာ ကဘာကျော်စာအုပ်ကောင်းတွေရဲ့လှုပ်ဝှက်ချက်တွေကိုမိနဲ့အပိုင်းတွင်အမြဲလည်လာဖတ်ရှုနိုင်မှုကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ဖို့မမေ့ပါနဲ့ကဲဒါဆိုရင်ပထမဆုံးအခန်းဖြစ်တဲ့အတွင်းနဲ့ဇယိုက်လက္ခဏာဆိုတဲ့အခန်းကိုစတင်လိုက်ကြရအောင်အခန်း1အတွင်းနဲ့ဇယိုက်လက္ခဏာပြီးခဲ့တဲ့နေ့တန်းမှာလူတူဦးဟာသူ့ရဲ့အတွေးတွေစူပေါင်းထားတဲ့ရလတ်ဖြစ်တယ်ဆိုတဲ့အဓိကသတင်းစကားကိုမိတ်ဆက်ခဲ့ပါတယ် ဒီအခါမှာတော့ဂျင်းအယ်လန်ကဒီအယူအဆကိုဘလို့နဲ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 ့ဖွင့်ဆိုထားလဲဆိုတာလေ့လာသွားပါမယ်။အယ်လန်ကလူတစ်ယောက်ရဲ့အတွေးကိုမျိုးစိနဲ့ခိုင်းနှိုင်းထားပါတယ်။ဘယ်အပင်မှမျိုးစိမရှိပဲဖြစ်လာလို့မရတယ်လို့ပဲကျွန်တော်တို့ရဲ့လှုပ်ဆောင်မှုအတိုင်းဟာလည်းအတွင်းစိတ်ထဲမှာဟွက်ထားတဲ့အတွေးမျိုးစိကနေပေါက်ဖားလာတာဖြစ်ပါတယ်။ဒီတော့အသင်အပြင်ကိုထုတ်ပြနေတဲ့ဇယိုက်လက္ခဏာဆိုတာဟာတခြားဘာမှမဟုတ်ပါဘူး။ တင်နှစ်ကာလကြာရှည်စွာစိုက်ပျိုးခဲ့တဲ့အတွေးမျိုးစေ့ပေါင်းစုံရဲ့အသည့်အပွင့်နေစုပေါင်းထားတဲ့ရလတ်တစ်ခုပါပဲဥပမာအားဖြင့်တင့်မှာအမြဲတမ်းသူတော်ဘာကိုအပြစ်မြင်ခြင်းနဲ့စိတ်တန်တရာဝင်ခြင်းနဲ့စိတ်မကောင်းတဲ့အတွေးမျိုးစေ့တွေကိုပိုင်ဆိုင်နေဆိုပါစို့အဲ့ဒီမျိုးစေ့တွေကနည်းဘာတွေပေါက်လာမလဲတင့်ရဲ့စကားပြောဆိုမှုအပြုအမူတွေဟာအလိုလျောက်ရိုင်းဆိုင်လာမယ်မယုံကြည်မှုတွေပြည်လာမယ်အဲ့ဒီအခါတင့်ရဲ့ဇယိုက်လက္ခဏာဟာလည်းရိုင်းဆိုင်တဲ့တန်တရာကြီးတဲ့သူတယောက်ဖြစ်ပုံပေါ်လာပါတော့တယ် ဒီလိုပဲရဲရင့်နဲ့ကိုကိုကိုယုံကြည်မှုရှိတဲ့ပန်းနိုင်တစ်ခုကိုဥတီတဲ့အတွေးတွေကိုစဉ်စစ်မပြမျိုးစေချနေသူပါနောက်ဆုံးမှာခိုင်မာတဲ့လေးစားပွဲရာဇယိုက်လက္ခဏာတစ်ခုကိုပိုင်ဆိုင်လာမှာပါဒီစာအုပ်ရဲ့အားအကောင်းဆုံးအချက်ကတော့ကျွန်တော်တို့ရဲ့ဘဝကိုဘယ်သူကမှဖန်ဆင်းတာမဟုတ်ဘူးကိုကိုတိုင်းပဲဖန်ဆင်းတာလို့ပြောထားတာပါပဲကျွန်တော်တို့ဟာအတွေးတည်းဟူသောစက်မြေပြင်မှာကိုကိုကိုဖြစ်စည်းပြင်မဲ့လက်နက်တွေကိုကိုယ်တိုင်ထုလုပ်နိုင်တယ်လို့ ပျော်ရွှင်မှုခွန်အားနဲ့ငြိမ်းချမ်းမှုတွေပြည့်နေနေတဲ့ဘုံဗိမာန်တွေကိုလည်းကိုယ်တိုင်ဖန်တီးနိုင်တယ်လို့ဆိုပါတယ်။တချို့လူတွေကကျွန်တော်စိတ်ကမကောင်းတဲ့အတွေ့အကြုံတွေနဲ့ပြည့်နေလို့ဇယိုက်ကစိုးနေရတာလို့ပြောကောင်းပြောပါလိမ့်မယ်။ဒါပေမဲ့ဂျိမ်းအယ်လန်ရဲ့အဆိုအရကျွန်တော်တို့ဟာကိုယ်အတွေ့အကြုံကိုထိန်းချုပ်နိုင်တဲ့အသိဉာဏ်ရှိတဲ့သတ္တဝါတွေဖြစ်ပါတယ်။ရိုင်းဆိုင်နဲ့ကိုယ့်ကိုယ်ကိုအသုံးမကျဘူးလို့မြင်နေတဲ့အတွေ့အကြုံကိုဝင်လာတာကိုသင်ရပ်တန့်လို့မရရင်တောင်အဲ့ဒီအတွေ့အကြုံတွေကိုဘလောက်ကြာကြာလက်ခံထားမလဲဆိုတာကိုတော့ရွေးချယ်နိုင်ပါတယ်။ အယ်လန်ကလူတွေဟာအတွေးတွေကိုလှုပ်ဝက်ထားနိုင်တယ်လို့ထင်ကြတယ်။ဒါပေမဲ့မဖြစ်နိုင်ဘူးလို့သတိပေးထားပါတယ်။ဘာကြောင့်လဲဆိုတော့အတွေးတွေက အလေးအကျင့်အဖြစ်အချိန်အုံနဲ့ပုံဆောင်လာပြီးအဲ့ဒီအလေးအကျင့်တွေကနေတစဉ်အခြေအနေအဖြစ်ခိုင်မာသွားလို့ပါပဲ။ဒါကြောင့်သူတော်ဘာကိုကူညီခြင်းနဲ့မြစ်တာထားတဲ့အတွေးတွေစဉ်းစားရင် သင်ဟာလည်းသူတော်ဘာကိုအကျိုးပြုတဲ့အလေးအကျင့်တွေရှိလာမယ်။သင်ပတ်ဝန်းကျင်ကအခြေအနေတွေဟာလည်းသင်ကိုကူညီထောက်ပံ့တဲ့ပုံစံမျိုးတွေဖြစ်လာပါလိမ့်မယ်။ အတူချုပ်ပြောရရင်တင်ဟာတင်ထင်ထားတဲ့အတိုင်းလူတယောက်ဖြစ်လာမှာပါတင်ရဲ့ဇယိုက်လက္ခဏာဟာလည်းတင်လှုပ်ဝှက်ထားတဲ့အတွေ့တွေရဲ့ပုံရိပ်ပါပဲဒါဆိုအတွေ့နဲ့ဇယိုက်လက္ခဏာတို့ဟာတသားတည်းကြတယ်ဆိုတာနားလည်သွားပြီဆိုရင်ဒီလိုနှစ်ဆိုင်တဲ့အတွေ့တွေကကျွန်တော်တို့ရဲ့အပြင်ပန်းလောကအခြေအနေတွေအပေါ်ဘလို့ဆိုးဆိုးဝါးဝါသို့မဟုတ်ကောင်းကောင်းမွန်မွန်တည်ရောက်မှုရှိလဲဆိုတာကိုတော့နောက်တစ်ခန်းဖြစ်တဲ့အခြေအနေများအပေါ်အတွေ့ဤတည်ရောက်မှုဆိုတဲ့အခန်းနှစ်မှာဆက်လက်ဆွေးနွေးပေးသွားမှာဖြစ်ပါတယ် အခန်းနှင့်အခြေအနေများအပေါ် အတွေ့အကြုံသိရမှုပထမဆုံးအခန်းမှာကျွန်တော်တို့ဟာအတွေ့နဲ့ဇယိုက်လက္ခဏာတို့ရဲ့အခွဲလို့မရတဲ့ဆွံ့နွယ်မှုကိုလေ့လာခဲ့ကြပါတယ်။ဒီအခန်းမှာတော့ဂျိန်းအယ်လန်က ပိုးပြီးအရေးကြီးတဲ့အချက်တခုကို ထောက်ပြလိုက်ပါတယ်။အဲ့ဒါကတော့ကျွန်တော်တို့ရဲ့အတွေ့တွေဟာကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်အခြေအနေတွေကိုပါဘယ်လိုဆွဲဆောင်ဖန်တီးနေလဲဆိုတဲ့အကြောင်းပါပဲ။ဂျိန်းအယ်လန်ကစစ်ကြဝဠာမှာတိကျတဲ့စီမင်းတခုရှိတယ်လို့ဆိုပါတယ်။ ဲ့ဒါကတော့လူတဦးဟာသူနဲ့တင့်လျော်တဲ့အခြေအနေတွေကိုဒါအမြဲတမ်းဆွဲဆောင်ရရှိတယ်ဆိုတာပါပဲဒီစကားကိုနားလည်ဖို့နည်းနည်းခက်ခဲနိုင်ပါတယ်တချို့လူတွေကကျွန်တော်ကဆင်းရဲခြင်းလို့ဒုက္ခရောက်ခြင်းနဲ့လို့စဉ်းစားနေတာမှမဟုတ်တာလို့ပြောကောင်းပြောပါလိမ့်မယ်ဟုတ်ပါတယ်ဘယ်သူမှဒုက္ခရောက်ခြင်းတာမဟုတ်ပါဘူးဒါပေမဲ့အဲလန်ကကျွန်တော်တို့ရဲ့တိုးတောင်းတဲ့စိတ်ဆန္ဒတွေကိုကြည်တာမဟုတ်ပဲကျွန်တော်တို့ရဲ့စိတ်ထဲမှာနည်းနည်းရှိုင်းရှိုင်းအမြင့်တွေနေတဲ့အတွေးစွဲတွေကိုကြည်ခိုင်းပါတယ် ဥပမာအားဖြင့်လူတစ်ယောက်ဟာချမ်းသာခြင်းတယ်လို့နေတိုင်းပြောနေပေမဲ့သူ့စိတ်ထဲမှာငါကတော့ဘယ်တော့မှအောင်မြင်မှာမဟုတ်ဘူး။ကံကမကောင်းမှုဆိုတဲ့ရှုံးနိမ့်တဲ့အတွေးဆွဲတွေရှိနေမယ်ဆိုရင်အပြင်လောကကအခြေအနေတွေဟာအဲ့ဒီအတွေးဆွဲကိုအမှန်တကယ်ဖြစ်လာအောင်ဆွဲဆောင်ပေးပါတော့တယ်။သူဟာအလုတ်ကျိုးစားပေမဲ့အမှားတွေပဲထက်ခါထက်ခါလုပ်မိမယ်။အခွင့်အရေးတွေလာရင်တောင်မှမယုံကြည်စိတ်နဲ့ရှောင်ဖယ်နေမိပါလိမ့်မယ်။ဒီတော့သူရရှိတဲ့အခြေအနေဟာသူ့ရဲ့အတွင်းစိတ်အခြေအနေရဲ့ပြင်ပပုံရိပ်တက်တက်ပဲဖြစ်လာပါတယ် အဲလန်ကကျွန်တော်တို့ရဲ့စိတ်ကိုဥယျင်တစ်ခုနဲ့နှိုင်းယှဉ်ထားပါတယ်။တင့်ဥယျင်ထဲမှာပန်းကောင်းတွေပွင့်စေခြင်းရင်ပေါင်းဝင်တွေကိုနှုတ်ပြရပါလိမ့်မယ်။ဒီလိုပဲတင့်ဘဝမှာကောင်းမွန်တဲ့အခြေအနေတွေကိုရရှိခြင်းနဲ့ဆိုရင်အလွယ်တကူစိတ်တူတတ်တဲ့စိတ်ထားမျိုး၊သူတစ်ပါးကိုအပြစ်တင်ခြင်းနဲ့စိတ်ထားမျိုး၊အမြဲတမ်းကြောက်ရွံ့ပြီးစိုးရင်ပူပန်နေတဲ့အတွေးပေါင်းဝင်တွေကိုရှင်းလင်းပြဖို့လိုအပ်ပါတယ်။ဒီပေါင်းဝင်တွေရှိနေတဲ့ရင်တင့်စိတ်ထဲမှာကောင်းမွန်တဲ့အောင်မြင်တဲ့မျိုးစွေတွေကိုစိုက်ပျိုးဖို့နေရာမရှိနိုင်ပါဘူး။ လူတဦးဟာဒုက္ခခံစားရတာဟာပြင်ပကံစိုးမိုးမောင်ကြလို့မဟုတ်ပဲသူ့ရဲ့မတက်စင်သေးတဲ့အတွေးတွေကြောင့်ဖြစ်တယ်လို့အဲလန်ကတိတိကျကျပြောထားပါတယ်ဒီတော့အသင့်ဘဝမှာမနှက်မြို့ဝယ်ရာအခြေအနေတစ်ခုခုကြုံလာပြီဆိုရင်အဲ့ဒီအခြေအနေတွေကိုသွားအပြစ်မတင်ပါနဲ့သင်ရဲ့အတွင်းစိတ်ဥယျာဉ်ထဲမှာဘလို့ပေါင်းမွေနေပေါက်နေလဲဆိုတာပြန်စစ်ဆေးကြည့်ပါဒီလိုစစ်ဆေးလိုက်ခြင်းဟာကိုယ့်ကိုယ်ကိုအပြစ်တင်တာမဟုတ်ပဲဘဝကိုကိုယ်တိုင်ပြန်လဲထိန်းချောင်းပိုင်ခွင့်ကိုရယူလိုက်တာဖြစ်ပါတယ် အတူကျော်အားဖြင့်စိတ်သဘောသားနှိမ့်ကြတဲ့အတွေ့တွေဟာလူတဦးကိုနှိမ့်ကြတဲ့အခြေအနေတွေစီဆွဲဆောင်သွားတယ်။စိတ်သဘောသားမြင်မာတဲ့ရွယ်ချက်ရှိတဲ့အတွေ့တွေကတော့အောင်မြင်ခြင်းနဲ့ပျော်ရွှင်ခြင်းဆိုတဲ့အခြေအနေတွေကိုမလွဲမသွေဆွဲဆောင်လာပါလိမ့်မယ်။အတွေ့နဲ့အခြေအနေတို့ရဲ့တည်ရောက်မှုကဒီလောက်ထိနှဆိုင်နေဆိုရင်ကျွန်တော်တို့ရဲ့အတွင်းစိတ်ဟာအပြင်လောကကိုသာမကကျွန်တော်တို့ရဲ့ကိုယ်ခန္ဓာနဲ့ကျန်းမာရေးအပေါ်မှာရောဘလို့အကျိုးတည်ရောက်မှုတွေရှိလဲဆိုတာစိတ်ဝင်စားစရာပါ။ နောက်တစ်ခန်းဖြစ်တဲ့အခန်း၃မှာတော့ကျမ်းမာရေးနဲ့ခန္ဓာကိုယ်ပေါ်အတွေ့အထိတက်ရောက်မှုအကြောင်းကိုဆက်လက်ဆွေးနွေးပြီးသွားမှာဖြစ်ပါတယ်။အခန်း၃ကျမ်းမာရေးနဲ့ခန္ဓာကိုယ်ပေါ်အတွေ့အများကြီးတက်ရောက်မှုဒီတစ်ခါမှာတော့ကျွန်တော်တို့ရဲ့အတွေ့အထိကဘယ်လောက်အထိအင်မတန်အစွမ်းထက်လဲဆိုတာပိုပြီးသိတာထင်ရှားလာပါလိမ့်မယ်။ဂျိမ်းအယ်လန်ကကျွန်တော်တို့ရဲ့အတွေ့အထိကအပြင်လောကအခြေအနေတွေကိုသာပုံဖော်တာမဟုတ်ဘဲ ကျွန်တော်တို့ရဲ့ကိုပိုင်ကျမ်းမာရေးနဲ့ခန္ဓာကိုယ်ကိုပါဓာတ်ရိုက်တက်ရောက်မှုရှိတယ်လို့ဆိုပါတယ်။အလန်းရဲ့အမြင်အရယောဂဝေဒနာအများစုရဲ့အရင်းခံအကြောင်းတရားဟာစိတ်ထဲမှာရှိတဲ့အတွေ့အကြုံကနေလာတာပါ။ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ဟာစိတ်ရဲ့အစီအကံ ဖြစ်ပါတယ်။ဒါကြောင့်စိတ်ကဘလို့အတွေးမျိုးတွေထုတ်လွှင့်နေလဲဆိုတာကိုခန္ဓာကိုယ်ကတုံ့ပြန်ပေးရတာပဲဖြစ်ပါတယ်။ဥပမာအားဖြင့်လူတစ်ယောက်ဟာအမြဲတမ်းကြောက်ရွံ့ခြင်း၊စိုးရိမ်ပူပန်ခြင်း မနာလိုခြင်းနဲ့မကျေနပ်ချက်တွေစုပြုံနေတဲ့အတွေ့တွေကိုသာစဉ်းစားနေမယ်ဆိုရင်အဲ့ဒီမကောင်းတဲ့အတွေ့တွေကအစိတ်အတော့တွေလို ဖြစ်လာပြီးခန္ဓာကိုယ်ရဲ့စနစ်တွေကိုဖျက်ဆီးပါတော့တယ်။သူဟာအစာအိမ်ယောဂါ၊ခေါင်းတချမ်းကိုက်ယောဂါဒါမှမဟုတ်စိတ်ဖိစီးမှုနဲ့ဆက်ဆက်တဲ့နာကျင်မှုမျိုးတွေရရှိလာနိုင်ပါတယ်။အဲလန်ကတချို့လူတွေဟာမကောင်းတဲ့အတွေ့တွေကြောင့်ကိုယ့်ကိုယ်ကိုနှိပ်စက်နေတဲ့သူတွေဖြစ်နေတယ်လို့ပြောထားပါတယ်။ ဲ့ဒီလိုလူတွေကအတွေးကိုမထင်းချုံနိုင်တဲ့အတွက်တကယ့်ရုပ်ပိုင်းဆိုင်ရာနာကျင်မှုတွေကိုပါခံစားရတာပါဒီတော့သတင်းကောင်းကပါလဲတန်ရှင်းပြီးပျော်ရွှင်တဲ့အတွေးတွေရှိရင်ခန္ဓာကိုယ်ကလည်းတန်ရှင်းချမ်းမာလာပါလိမ့်မယ်ယုံကြည်မှုရဲရဲမှုရည်ရွယ်ချက်နဲ့အချစ်ချင်းမြတ်တာတို့လိုအပြုသဘောဆောင်တဲ့အတွေးတွေဟာခန္ဓာကိုယ်အတွက်အကောင်းဆုံးဆရာဝန်တွေအကောင်းဆုံးဆွေးပါးတွေပါပဲဥပမာပေးရရင်ကင်ဆာယောဂါလိုဆိုးရတဲ့အခြေအနေကိုတောင်မှ စိတ်ပိုင်းဆိုင်ရာခွန်အားကောင်းတဲ့သူတွေဟာယောဂါကိုရဲရဲဝင့်ဝင့်ရင်ဆိုင်ကြောဖြတ်နိုင်တာကိုကျွန်တော်တို့တွေ့ဘူးကြပါလိမ့်မယ်။ယောဂါပျောက်ကင်းမှုရဲ့အခြေခံအစိတ်ပိုင်းတစ်ခုကစိတ်တက်ခွန်အားဖြစ်တယ်ဆိုတာဒီနေရာမှာထင်ရှားပါတယ်။ဂျိန်းအဲလန်ကမကောင်းတဲ့အတွေ့တွေကိုလွှတ်ချလိုက်ပါလို့အကြံပေးထားပါတယ်။စိတ်ပူပန်မှုကြောက်ရွံ့မှုအလုံးကိုလွှတ်ချပြီးတည်ငြိမ်အေးချမ်းတဲ့စိတ်ကိုလေ့ကျင့်မယ်ဆိုရင်ရုပ်ပိုင်းဆိုင်ရာကျန်းမာမှုဟာအလိုလျောက်တိုးတက်လာပါလိမ့်မယ်။ အတူချုပ်ပြောရရင် ကျွန်တော်တို့စားတဲ့အစားစာကခန္ဓာကိုယ်ကိုပုံဖော်သလိုပဲကျွန်တော်တို့စဉ်းစားတဲ့အတွေးတွေကလည်းကျွန်တော်တို့ရဲ့ကျန်းမာရေးကိုပုံဖော်ပေးပါတယ်အတွင်းစိတ်ကိုတန့်စင်ခြင်းဟာအပြင်ဘက်ခန္ဓာကိုယ်ကိုတန့်စင်မှုအတွေ့ပထမဆုံးလှမ်းရမယ်ခြေလှမ်းပါပဲအတွေးနဲ့ကျန်းမာရေးတို့ရဲ့ဆက်ဆက်မှုကိုသိရှိသွားတဲ့အခါကျွန်တော်တို့ရဲ့အတွေးစားအားကိုဘယ်လိုမျိုးအကျိုးရှိရှိ အသုံးချရမလဲဆိုတဲ့မေးခွန်းပေါ်လာပါပြီအဲ့ဒီအဖြေကတော့ဘဝမှာရည်ရွယ်ချက်ကိုတိတိကျကျသတ်မှတ်ခြင်းပဲဖြစ်ပါတယ် နောက်အခန်းလေးဖြစ်တဲ့အတွေးနဲ့ရည်ရွယ်ချက်အခန်းမှာတော့ကျွန်တော်တို့ရဲ့ရည်ရွယ်ချက်ကိုဘယ်လိုဖန်တီးတိဆောက်ရမလဲဆိုတာကိုလက်တွေ့ကျကျလေ့လာသွားမှာဖြစ်ပါတယ်အခန်းလေးအတွေးနဲ့ရည်ရွယ်ချက်ကျွန်တော်တို့ဟာအတွေးကဇယိုက်လက္ခဏာကိုဖန်တီးဖို့အခြေအနေတွေကိုဆွဲဆောင်ဖို့နောက်ဆုံးကျန်းမာရေးကိုပါတက်ရောက်ပုံတွေကိုပါလေ့လာခဲ့ပြီးပါပြီဒီအခန်းလေးမှာတော့ဂျိန်းအယ်လန်က အဲ့ဒီအတွေးစွမ်းအားကိုဘလို့စနစ်တကျအသုံးချပြီးဘဝကိုအတိတ်ပဲရှိရှိ ပုံဖော်ရမလဲဆိုတဲ့အဓိကတော့ချက်ကိုဖွင့်ပြပေးထားပါတယ်။အဲ့ဒါကတော့ရည်ရွယ်ချက်ပဲဖြစ်ပါတယ်။အယ်လန်ရဲ့အမြင်အရလူတစ်ယောက်ဟာဘဝမှာခိုင်မာတဲ့တိကျတဲ့ရည်ရွယ်ချက်မရှိဘူးဆိုရင်အဲ့ဒီလူဟာလှိုင်းလေထဲမှာဘယ်ရောက်လို့ရောက်မှမသိလွင်မျောနေတဲ့တမောတစည်းနဲ့တူပါတယ်။ဘဝရဲ့လှိုင်းတဘိုးတွေကသူ့ကိုအလိုရှိရာကိုဆွဲခေါ်သွားပါလိမ့်မယ်။ သူဟာအခိုက်အတန့်ပျော်ရွှင်မှုတွေစိုးရင်ပူပန်မှုတွေအပျော်အပါတွေဒါမှမဟုတ်ဒုက္ခတွေကြားမှာနစ်မြုပ်နေရပါလိမ့်မယ်။ဘာကြောင့်လဲဆိုတော့သူ့မှာပဲ့ကိုင်မဲ့အတွေးမရှိလို့ပဲဖြစ်ပါတယ်။ရွေးချက်မရှိတဲ့စိတ်ဟာအားနည်းနေတဲ့စိတ်ဖြစ်ပါတယ်။ဒီလိုအားနည်းတဲ့စိတ်ဟာမကောင်းတဲ့အတွေးဆွဲတွေဝင်ရောက်ဖို့အတွက်တကားကိုဖွင့်ပေးထားသလိုပါပဲ။အဲဒီလိုမကောင်းတဲ့အတွေးဆွဲတွေကနေပြင်းရည်ခြင်းကြောက်ရွံ့ခြင်းနဲ့စိုးရင်ပူပန်မှုတွေဆိုတဲ့အကျိုးသက်ရောက်မှုတွေဖြစ်လာပါတော့တယ်။ ဒါဆိုရင်ရည်ရွယ်ချက်ကိုဘယ်လိုတိဆောက်ရမလဲ။အဲလန်ကရည်ရွယ်ချက်ဟာတိကျပြီးကိုလုံနိုင်တဲ့အတိုင်းအတာတစ်ခုထိဖြစ်ရမယ်လို့အကြံပေးထားပါတယ်။ပထမဆုံးအနေနဲ့တင့်ရဲ့အဓိကလိုချင်တောင်းတမှုကိုစိတ်ထဲမှာရှင်းရှင်းလင်းလင်းသတ်မှတ်ပါ။ပြီးရင်အဲ့ဒီရည်ရွယ်ချက်ကိုပဲတင့်ရဲ့စိတ်ပိုင်းဆိုင်ရာဗဟိုအချက်ချာအဖြစ်ထားပြီးအဲ့ဒီရည်ရွယ်ချက်နဲ့ကိုက်ညီတဲ့အတွေးတွေကိုသာစဉ်ဆက်မပြတ်စဉ်းစားပါ။တင်လို့တမျှလှုပ်ဆောင်မှုတိုင်းဟာတင့်ရဲ့ရည်ရွယ်ချက်ကိုဥတည်နေရပါမယ်။ ဥပမာပေးရရင်တင်ဟာစာရေးဆရာတယောက်ကောင်ဖြစ်ချင်တယ်ဆိုရင်တင့်ရဲ့ရည်ရွယ်ချက်ကအရေးအသွေးမြင်မာတဲ့စာအုပ်တော့ကို အောင်မြင်စွာရေးသားထုတ်ဝေရန်ဖြစ်ပါလိမ့်မယ်ဒီလိုရည်ရွယ်ချက်ခိုင်မာသွားတဲ့အခါပြင်းရည်တဲ့အတွေ့တန်တရာဝင်တဲ့အတွေ့တွေဝင်လာတာနဲ့ဒါငါရည်ရွယ်ချက်နဲ့ကိုက်ညီလာဆိုတဲ့မိကွန်းကအဲ့ဒီအတွေ့တွေကိုချက်ချင်းမောင်းထုတ်ပါလိမ့်မယ်ဂျိန်းအယ်လန်ရဲ့အဆိုအရရည်ရွယ်ချက်မရှိဘဲနဲ့အောင်မြင်မှုကိုရနိုင်တယ်ဆိုတာဘယ်တော့မှမဖြစ်နိုင်ပါဘူးအောင်မြင်မှုဆိုတာမတော်တဆရလာတာမဟုတ်ပါဘူး ဉာဏ်ပညာရှိပြီးခိုင်မာတဲ့အတွေးတွေရဲ့မလွဲမသွေရလဖြစ်ပါတယ်။ဒီဝဲချက်ကိုတတ်မှတ်ပြီးအတွေးတွေကိုစီကန်းတဲ့ကြထိမ့်ချုပ်လိုက်တဲ့အခါသင်ရဲ့ဘဝမှာဗယံဗရာဖြစ်နေတဲ့အစိပ်ပိုင်းအလုံးဟာအလိုလျောက်စီကန်းတဲ့ကြဖြစ်လာပြီးဒီဝဲချက်ကိုဥတီတဲ့အလန်းချောင်းပေါ်ရောက်ရှိလာပါလိမ့်မယ်။ဒီလိုရည်ရွယ်ချက်နဲ့နေထိုင်ခြင်းဟာဘဝကိုအဓိပ္ပာယ်ရှိရှိအာရင်ပြေဝစာနေထိုင်ခြင်းရဲ့လှုပ်ဝက်ချက်ပဲဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့အတွေးတွေဟာရည်ရွယ်ချက်ကိုဘလို့ဖန်တီးပေးတယ်ဆိုတာသိသွားပြီဆိုရင် ဒီရည်ရွယ်ချက်အတိုင်းလက်တွေ့လှုပ်ဆောင်ပြီး အောင်မြင်မှုကိုဘလို့ဖော်ဆောင်မလဲဆိုတာကနောက်တစ်ဆင့်ပါပဲနောက်တစ်ခန့်ဖြစ်တဲ့အောင်မြင်မှုရှိအတွေ့အကြုံအခန်း၅မှာတော့အောင်မြင်မှုရရှိဖို့အတွက်အတွေ့ကိုဘလို့တိတိကျကျအသုံးပြုရမလဲဆိုတာဆွေးနွေးပေးသွားမှာဖြစ်ပါတယ်ဆက်လက်လေ့လာကြည့်ကြရအောင်အခန်း၅အောင်မြင်မှုနဲ့အတွေ့အကြုံကဏ္ဍယခင်အခါမှာကျွန်တော်တို့ဟာရည်ရွယ်ချက်ကိုခိုင်မာစွာတတ်မှတ်ခြင်းက ဘယ်လောက်အရေးကြီးတယ်ဆိုတာကိုသိရှိခဲ့ကြပါပြီ။ဒီအခန်းကားမှာတော့ဂျိန်းအယ်လန်ကအဲ့ဒီခိုင်မာတဲ့ရည်ရွယ်ချက်ကိုအသုံးပြုပြီးအောင်မြင်မှုဆိုတဲ့ပန်းတိုင်ကိုဘယ်လိုဆွခုရမလဲဆိုတာကိုရှင်းလင်းတင်ပြထားပါတယ်။သူကအောင်မြင်မှုဆိုတာပြင်ပအခြေအနေတွေကြောင့်မဟုတ်ဘဲအတွင်းစိတ်ရဲ့အရေးသွေးကြောင့်သာဖြစ်တယ်လို့ဆိုပါတယ်။အယ်လန်ရဲ့အဆိုအရအောင်မြင်မှုကိုဖန်တီးပေးတဲ့အဓိကချက်ဟာအတွေးဖြစ်ပြီးအဲ့ဒီအတွေးမှာအရေးအသွေး၃မျိုးရှိရပါမယ်။နံပါတ်၁ယုံကြည်မှု ကိုကိုကိုယုံကြည်မှုရှိရပါမယ်။ကိုရဲ့စမ်းရင်အပေါ်ကိုယုံကြည်ယုံသာမက ကိုရဲ့ရည်ရွယ်ချက်ဟာဖြစ်မြောက်နိုင်တယ်ဆိုတာကိုခိုင်မာစွာယုံကြည်ဖို့လိုအပ်ပါတယ်။နံပါတ်1စွမ်းအင်အဲ့ဒီရည်ရွယ်ချက်ကိုအကောင့်ထဲပေါ်ဖို့အတွက်စိတ်ပိုင်းဆိုင်ရာစွမ်းအင်တွေဆက်ရထက်တန်မှုတွေပြည့်ဝနေရပါမယ်။နံပါတ်3စီကံအရေးကြီးဆုံးကတော့အတွေးကိုစနစ်တကျထိန်းချုပ်ပြီးရည်ရွယ်ချက်နဲ့မကိုက်ညီတဲ့မကောင်းတဲ့အတွေးတွေကိုဖယ်ထုတ်ပြစ်နိုင်ရပါမယ်။ယူသားမှုတာဝန်ယူမှု ေတ္တာထားမှုစတဲ့မြင့်မြတ်တဲ့အတွေ့အကြုံတွေနဲ့နေထိုင်သူဟာဘလို့အလောက်ကိုင်းဘလို့ပတ်ဝန်းကျင်မှာပဲနေပါစေမလွဲမသွေအောင်မြင်မှုနဲ့ပျော်ရွှင်ချမ်းသာမှုကိုဆွဲဆောင်လာပါလိမ့်မယ်လူတွေဘာကြောင့်မအောင်မြင်မဲ့ကြားဆုံးကြတယ်လဲအဲလန်ကအဲ့ဒါဟာအခွင့်အလမ်းတွေမရှိလို့မဟုတ်ပဲကိုကိုကိုဖြစ်စည်းတဲ့အတွေ့အကြုံကြောင့်ဖြစ်တယ်လို့တိတိကျကျထောက်ပြပါတယ်မအောင်မြင်တဲ့သူတွေမှာတွေ့ရတတ်တဲ့အဓိကအသွေးအမှားသုံးခုရှိပါတယ်နံပါတ်၁တခုကတော့တန်တရာဝင်ခြင်း ကိုယ့်ရဲ့စွမ်းရည်နဲ့ရည်ရွယ်ချက်ပေါ်အမြဲတမ်းတန်ရရဝင်နေခြင်းဒီတန်ရရတွေကခွန်အားကိုစုပ်ယူပြီးလုပ်ငန်းကိုစတင်ဖို့တောင်းအခက်အခဲဖြစ်စေပါတယ်။နံပါတ်1အချက်ကြောက်ရွံ့ခြင်းကြာရှုံးမှကိုကြောက်ခြင်းသူတစ်ပါးရဲ့ဝေဖန်မှုကိုကြောက်ခြင်းဒီကြောက်ရွံ့မှုတွေကလူတဦးကိုရှေးမတိုးနိုင်အောင်အမြဲတမ်းတားဆီးထားပါတယ်။နံပါတ်3အချက်ရည်ရွယ်ချက်ပြောင်းလဲခြင်းဒီအလုပ်လုပ်လိုက်ဟိုအလုပ်လုပ်လိုက်နဲ့ရည်ရွယ်ချက်ကိုတနေရာထဲမှာတည်ငြိမ်စွာမထားနိုင်ခြင်း ဒီလိုအတွေ့တွေဟာကျွန်တော်တို့ရဲ့အောင်မြင်မှုပန်းနိုင်ကိုသွားရလမ်းမှာအုတ်တိုင်းကြီးတွေလိုဖြစ်နေပါတယ်။ဒီအုတ်တိုင်းတွေကိုပြိုကျအောင်လုပ်နိုင်တဲ့တခုတည်းသောအရာကတော့ခိုင်မာတဲ့စဉ်စက်မပြတ်တဲ့ရည်ရွယ်ချက်ရှိတဲ့အတွေ့တွေပဲဖြစ်ပါတယ်။အောင်မြင်ခြင်းသူတွေအတွက်အလံရဲ့လမ်းညွန်ချက်ကရိုးရှင်းပါတယ်။သင်ရဲ့အတွေ့တွေအားလုံးကိုရည်ရွယ်ချက်တခုတည်းပေါ်မှာအာရုံစိုက်လိုက်ပါ။သင်လိုချင်တဲ့အောင်မြင်မှုပုံရိပ်ကိုစိတ်ထဲမှာနေတိုင်းရှင်းရှင်းလင်းလင်းမြင်နေရပါမယ်။အဲ့ဒီလိုတွေးလိုက်တဲ့အခါသင်ရဲ့မဆုံးမနဲ့တဲ့စိတ်ဓာတ်ဟာနှိုးထလာပြီး တင့်ကိုအဲ့ဒီပန်းနိုင်စီကိုအရောက်ပို့ဆောင်ပေးပါလိမ့်မယ်။ဒီလိုအတွေးဆွားအားနဲ့နေထိုင်တတ်တဲ့အခါခက်ခဲတဲ့အခြေအနေတွေဟာတင့်အတွက်အခွင့်အလားများအဖြစ်ပြောင်းလဲလာပါလိမ့်မယ်။ကျွန်တော်တို့ဟာအတွေးကိုအသုံးပြုပြီးရည်ရွယ်ချက်နဲ့အောင်မြင်မှုဖန်တီးပုံကိုသိရှိခဲ့ကြပါပြီ။ဒါဆိုရင်အောင်မြင်တဲ့သူတိုင်းမှာရှိကိုရှိရမယ်။ဘဝကိုပုံမမြင်မတဲ့အဆင့်ကိုခေါ်ဆောင်သွားမယ်။နောက်တစ်ခန့်ဖြစ်တဲ့အမြင်အာရုံနဲ့မြင့်မြတ်တဲ့ဆန်နှုံများအခန်းမှာတော့အောင်မြင်မှုကိုရေရှည်ထိမ့်သိမ့်ဖို့နဲ့ ဘဝကိုတာမိုးရှိရှိနေထိုင်ဖြတ်သန်းမှုတွေဒီအချက်တွေကဘယ်လောက်အရေးပါလဲဆိုတာကိုဆက်လက်ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။အခန်း6အမြင်အာရုံနဲ့မြင့်မြတ်တဲ့စံနှုန်းများယခင်အခါမှာကျွန်တော်တို့ဟာရည်ရွယ်ချက်ရှိတဲ့အတွေ့တွေကနဲ့အောင်မြင်မှုကိုဘယ်လိုရယူနိုင်မလဲဆိုတာကိုသိရှိခဲ့ပြီးပါပြီ။ဒီအခါမှာတော့ဂျင်းအဲလန်ကအောင်မြင်မှုကိုရည်ရှိထိမ့်သိမ့်မှုနဲ့ဘဝကိုပုံမမြင်မတဲ့အဆင့်တစ်ခုစီခေါ်ဆောင်သွားဖို့အတွက် အမြင်အာရုံဖြစ်ရှင်နဲ့မြင်မာတဲ့စံနှုန်းများဟာဘလောက်အေးပါလဲဆိုတာကိုရှင်းပြပေးထားပါတယ်။လူတအူးမှာအမြင်အာရုံဖြစ်ရှင်မရှိဘူးဆိုရင်အဲ့ဒီလူဟာပြစ်ဆုံးပံမှာပဲနှမြုံနေတတ်ပါတယ်။သူဟာကြီးမားတဲ့ပန်းနိုင်တွေကိုမမြင်နိုင်ပဲနေ့စဉ်ဘဝရဲ့တာမန်အသေးဖွဲကိစ္စတွေနဲ့ရုန်းကန်နေရပါလိမ့်မယ်။အဲလန်ကကျွန်တော်တို့အားလုံးဟာကျွန်တော်တို့ရဲ့အမြင်အာရုံခံစားမှုတိုင်းဖြစ်လာမှာပါလို့ယုံကြည်ပါတယ်။ သင်ဟာတာမန်ဘဝကိုပဲအာယုံပြုထားမယ်ဆိုရင်တာမန်လူတစ်ယောက်ပဲဖြစ်လာမယ်။သင်ဟာအကြီးမြတ်တဲ့အရာတစ်ခုကိုအာယုံပြုထားမယ်ဆိုရင်တော့အဲ့ဒီကြီးမြတ်မှုစီကိုရောက်ရှိဖို့အတွက်သင်ရဲ့ဇယိုက်လက္ခဏာကိုပြောင်းလဲပေးပါလိမ့်မယ်။ဥပမာပေးရရင်အကြောင်းသားတစ်ယောက်ဟာအတန်းအောင်မှုကိုပဲအာယုံထားမယ်ဆိုရင်သူဟာလုံလောက်ယုံမဲ့ကြိုးစားပါလိမ့်မယ်။ဒါပေမဲ့သူဟာဒီပညာရမှာကျွမ်းကျင်တဲ့လူအဖွဲ့အစည်းကိုအကျိုးပြုမဲ့ပညာရှင်တစ်ယောက်ဖြစ်ရမယ်ဆိုတဲ့မြင်မာတဲ့အမြင်အာရုံကိုထားမယ်ဆိုရင်တော့ ူ့ရဲ့အတွေးတွေအလေးအကျင့်တွေစာချစ်ချိန်တွေဟာအလိုလျောက်ပုံမှန်တိကျပြသလာပါလိမ့်မယ်။မြင့်မြတ်သောစာနှုန်းများဆိုတာကတော့ကျွန်တော်တို့အရောက်သွားခြင်းနဲ့အကောင်းဆုံးပုံစံကိုကိုးစားပြုတဲ့မြင့်မြတ်တဲ့အတွေးခေါ်တွေပဲဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့အမြင်အာရုံကိုရှင်းလင်းစွာမြင်ဖို့အတွက်ဒီစာနှုန်းတွေကအလင်းရောင်ပေးနေရပါမယ်။သင်ဟာစီးပွားရေးမှာအောင်မြင်ခြင်းနဲ့ဆိုရင်ရိုးသားမှုဖောက်တဲ့အပေါ်တာဝန်ယူမှုစတဲ့စာနှုန်းမြင့်တွေ ရှိရမယ်။သင်ဟာမိသားစုဘဝမှာပျော်ရွှင်ခြင်းနဲ့ဆိုရင် ချစ်ချင်းမြတ်တာတီးခံမှုနားလည်ပေးမှုစတဲ့မြင့်မြတ်တဲ့ဆန္ဒုံတွေရှိရပါမယ်။အယ်လန်ကအတင်ယူသစာချစ်မြတ်နိုးတဲ့အမြင်အာရုံတစ်ခုကိုတင်းစိတ်ထဲမှာမြင့်မြတ်စွာထိမ့်သိမ်းထားပါလို့တိုက်တွန်းထားပါတယ်။အဲ့ဒီအမြင်အာရုံကိုတင်းလေးနှစ်စွာစဉ်းစားလေလေတင်းဘဝဟာလည်းအဲ့ဒီပုံစံအတိုင်းပုံဖော်ပေးဖို့အတွက်အပြင်မှအခြေအနေတွေကိုဆွဲဆောင်စူးစီးပေးလေလေပဲဖြစ်ပါတယ်။ဒီအမြင်အာယုံနဲ့ဆန်နှုတ်မြင့်တွေကလူငယ်တွေအတွက်တာမကအသက်အရွယ်မရွေးအရေးကြီးပါတ ကလေးဘွားကအိမ်မက်တွေကိုမမေ့ပါနဲ့တချို့လူတွေကအရွယ်ရောက်လာတဲ့အခါကလေးဘွားကအိမ်မက်တွေရိုးသားတဲ့ဆန်နှုံးတွေကိုမေ့ပြစ်ထားတတ်ကြပါတယ်ဒီလိုဆွလွတ်လိုက်တဲ့အခါသူတို့ရဲ့စိတ်ဓာတ်ခုံအားပါယောနေသွားပြီးဘဝမှာမရေရာမှုတွေနဲ့ရင်ဆိုင်ရတတ်ပါတယ်ဒါကြောင့်ဘယ်အရွယ်ပဲရောက်ရောက်ကိုယ့်ရဲ့အမြင်အာရုံကိုပြန်လည်နှိုးထစေပြီးမြင့်မြတ်တဲ့ဆန်နှုံးတွေနဲ့ကိုက်ညီအောင်နေ့စဉ်ဘဝကိုပုံဖော်ဖို့လိုအပ်ပါတယ်အတူတူပြောရရင်အတွေးကရည်ရွယ်ချက်ကိုဖန်တီးတယ် ရည်ရွယ်ချက်ကအောင်မြင်မှုကိုဖန်တီးတယ်။အဲ့ဒီအောင်မြင်မှုကိုရေရေတည်တံ့စေပြီးဘဝကိုအဓိပ္ပာယ်ရှိရှိနေထိုင်စေတာကရှင်းလင်းပြသတဲ့အမြင်အာရုံပြုမှုနဲ့စံချိန်စံနှုန်းများပဲဖြစ်ပါတယ်။ကျွန်တော်တို့ဟာအတွေးကိုအသုံးပြုပြီးဇယိုက်လက္ခဏာအခြေအနေကြမာရေးရည်ရွယ်ချက်နဲ့အောင်မြင်မှုအလုံးကိုဖန်တီးနိုင်တယ်ဆိုတာသိရှိခဲ့ပါပြီ။ဒီလိုအင်မတန်အစွမ်းထက်တဲ့အတွေးတွေရဲ့ခရီးလမ်းရဲ့နောက်ဆုံးပန်းနိုင်ကဘာလဲ။အဲ့ဒါကတော့တည်ငြိမ်အေးချမ်းမှုပဲဖြစ်ပါတယ်။ နောက်ဆုံးအခန်းဖြစ်တဲ့အခန်းခွန်မှာဘဝရဲ့အမြင့်ဆုံးအခြေအနေတစ်ခုဖြစ်တဲ့တည်ငြိမ်အေးချမှုကိုဘယ်လိုရယူနိုင်မလဲဆိုတာကိုဆက်လက်ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။အခန်းခွန်နဲ့တည်ငြိမ်အေးချမှု ကျွန်တော်တို့ဟာအတွေ့အကြံနဲ့ဇယိုက်လက္ခဏာအခြေအနေကြမာရေးရည်ရွယ်ချက်နဲ့အောင်မြင်မှုတွေကိုတဆင်ချင်းစီဘယ်လိုဖန်တီးခဲ့လဲဆိုတာကိုလေ့လာခဲ့ပြီးပါပြီ။ ဒီနောက်ဆုံးအခန်းခုမှာတော့ဂျိမ်းအယ်လန်ကဒီအတွေ့အကြုံအမြင့်ဆုံးအဆုံးသတ်ပန်းနိုင်အကြောင်းပြောပြထားပါတယ်။အဲ့ဒါကတော့တည်ငြိမ်အေးချမ်းမှုပဲဖြစ်ပါတယ်။တည်ငြိမ်အေးချမ်းမှုဆိုတာဟာစိတ်ရဲ့အကောင်းဆုံးအရည်အသွေးနဲ့အမြင့်ဆုံးခွန်အားပါပဲ။အယ်လန်ရဲ့အဆိုအရငြိမ်းချမ်းမှုဆိုတာအပြင်းအထန်အခြေအနေတွေကောင်းနေလို့ငြိမ်းချမ်းနေတာမဟုတ်ပဲသူတို့ဟာစိတ်ပိုင်းဆိုင်ရာဘူးတူတာရဲ့နည်းနည်းတဲ့အတ္တတရားကိုပိုင်ဆိုင်သွားလို့ငြိမ်းချမ်းနေတာဖြစ်ပါတယ်။သူတို့နားလည်လိုက်တဲ့အတ္တတရားကဘာလဲဆိုတော့ အပြင်းမလောကကအဖြစ်ပြစ်တွေကကျွန်တော်ကိုမထိခိုက်နိုင်ဘူး။ဘာကြောင့်လဲဆိုတော့ကျွန်တော်ရဲ့အတွေ့တွေကိုကျွန်တော်လုံးဝထိန်းချုပ်ထားနိုင်ပြီဆိုတဲ့ယုံကြည်ချက်ပါပဲ။တည်ငြိမ်အေးချမ်းမှုဆိုတာကြောက်ရွံ့ခြင်းကင်းတာ၊စိုးရိမ်ပူပန်ခြင်းကင်းတာ၊ဒေါသကင်းတာဖြစ်ပြီးဒါတွေအလုံးကအတွေ့တွေရဲ့အမြင့်ဆုံးစည်းကမ်းကနေရလာတာပဲဖြစ်ပါတယ်။တည်ငြိမ်အေးချမ်းတဲ့စိတ်ကိုပိုင်ဆိုင်တဲ့သူတစ်ယောက်ဟာဘယ်လိုပုံစံဖြစ်လာမလဲ။သူဟာမုံတိုင်းထဲမှာခိုင်ခန့်စွာယက်တည်နိုင်တဲ့သစ်ပင်ကြီးတစ်ပင်နဲ့တူပါတယ်။ ဘဝမှာအပြောင်းအလဲတွေအခက်အခဲတွေဝမ်းနည်းစရာတွေကြုံလာရင်တောင် သူ့ရဲ့အတွင်းစိတ်ဟာလုံးဝမတုံ့လှုပ်တော့ပါဘူး။သူဟာအရာအားလုံးကိုမျှတတဲ့အမြင်နဲ့ကြည့်နိုင်ပါတယ်။တခြားသူတွေစိတ်ပြအာရုံနေချိန်မှာတောင်သူကတော့ဒါဟာဖြစ်ရိုးဖြစ်စင်မှာလို့လက်ခံပြီးပြဿနာရဲ့ဖြေရှင်းနည်းကိုပဲအာရုံစိုက်ပါတယ်။ဒီလိုတည်ငြိမ်အေးချမ်းမှုရလာတဲ့အခါသူဟာတခြားသူတွေကိုကူညီနိုင်တဲ့စွမ်းအား ိုမိုကြည်လင်ပြသတဲ့ဉာဏ်ပညာနဲ့အနာမှာရှိတဲ့သူတွေကိုပါငြိမ်းချမ်းစေတဲ့အချိန်ဟောကိုပိုင်ဆိုင်လာပါလိမ့်မယ်။တင်းငြိမ်အေးချမ်းမှုကိုရရှိဖို့အတွက်ဂျင်းအယ်လန်ကအကြံပေးထားတဲ့နီလန်ကရိုးရှင်းပါတယ်။ကိုကိုကိုနားလဲခြင်းကိုလေ့ကျင့်ပါလို့ဆိုပါတယ်။နေ့စဉ်ဖြတ်သန်းနေရတဲ့ဘဝမှာတင့်ကိုဒေါသထွက်စေတာ၊စိုးရိမ်စေတာ၊စိတ်ပျက်စေတဲ့အဖြစ်အပျက်တွေရှိလာတိုင်းငါဘာကြောင့်ဒီလိုခံစားရတာလဲ။ငါရဲ့ဘယ်အတွေ့အကြုံကနေတုတ်ပြန်မှုဖြစ်ပေါ်လာတယ်လဲဆိုပြီးကိုကိုကိုပြန်လဲမေးခွန်းထုတ်ပါ ဒီလိုပြန်လဲဆန်းစစ်ခြင်းအပြင်တင်ဟာကိုယ်စိတ်ရဲ့အမားတွေကိုတဖြည်းဖြည်းမြင်လာပြီးအမားတွေပြင်နိုင်လေလေတင်ရဲ့အတွေ့တွေဟာတဆင်လာလေလေတင်ငြိမ်အေးချမ်းမှုစီကိုရောက်ရှိလာလေလေပါပဲအတူချုပ်အနေနဲ့ကျွန်တော်တို့ရဲ့အတွေ့တွေကိုစီးကန်းတကြထားပြီးရည်ရွယ်ချက်အမြင်အာရုံမြင့်မြတ်တဲ့ဆန်းနှုံးတွေနဲ့ပုံဖော်နိုင်ခဲ့ရင်နောက်ဆုံးမှာကျွန်တော်တို့အလုံးဟာဘဝရဲ့အမြင်ဆုံးသောရလဒ်ဖြစ်တဲ့မတုံ့လောက်တဲ့ပြည့်ပြည့်စုံတဲ့တင်ငြိမ်အေးချမ်းမှုကိုပိုင်ဆိုင်လာပါလိမ့်မယ် ဒီတော့ဂျိန်းအယ်လန်ရဲ့ Examen Think စာအုပ်ရဲ့အခန်း9ခန်းအနည်းချုပ်ကိုလေ့လာပြီးတဲ့အခါဒီအတ္တိတရားတွေကနေအင်မတန်အစွမ်းထက်တဲ့အရာတခုကိုကျွန်တော်တို့သိရှိခဲ့ရပါတယ်။အဲ့ဒါကတော့ကိုဟာကိုအတွေးတွေရဲ့အရှင်သခင်ကိုဘဝရဲ့ဖန်ဆင်းရှင်ဖြစ်တယ်ဆိုတာပါပဲ။ဒီလိုအင်အားကြီးမားတဲ့သင်္ကားစာတွေကိုတီထားယုံမဲ့ထားပြီးအတုံးမချရင်ဘာမှပြောင်းလဲလာမှာမဟုတ်ပါဘူး။အလွန်နှမျောစရာကောင်းပါလိမ့်မယ်။ဒါကြောင့်ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝမှာလက်တွေ့ကြကြဘလို့အတုံးချရမလဲဆိုတဲ့ အကြံပြုချက်၅ချက်ကိုနောက်ဆုံးအပိုင်းမှာဆက်လက်ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။လက်တွေ့အသုံးချနည်းများဂျိမ်းအယ်လန်ရဲ့ Assessment Thinking စာအုပ်ကနေကျွန်တော်တို့ရဲ့အတွေ့အကြုံကကျွန်တော်တို့ရဲ့ဘဝကိုဖန်တီးတယ်ဆိုတော့အဓိကတော့ချက်ကိုကျွန်တော်တို့ကောင်းကောင်းနားလည်သွားပါပြီ။ဒါပေမဲ့ဒီအသည့်တရားတွေကိုခေါင်းထဲမှာပဲထားမယ်အစားနေ့စဉ်ဘဝမှာလက်တွေ့ကြကြဘလို့အသုံးချရမလဲဆိုတာကအရေးကြီးဆုံးပါပဲ။ ဒါကြောင့်ဒီဗီဒီယိုကိုနားထောင်ပြီးတာနဲ့ချက်ချင်းစတင်လှုပ်ဆောင်နိုင်မယ့်လက်တွေ့အသုံးချသည့်၅ချက်ကိုမျှဝေပေးခြင်းပါတယ်။နံပါတ်၁အချက်အတွင်းစိတ်ဥယင်ဆောင်အဖြစ်နေထိုင်ပါ။ကိုယ့်ရဲ့အတွင်းစိတ်ကိုဥယင်တစ်ခုလိုသတ်မှတ်ပါ။တစ်နှစ်တာလုံးမှာကိုယ့်စိတ်ထဲဝင်လာတဲ့အတွေးတွေကိုသတိထားစောင့်ကြည့်ပါ။အခန်းနဲ့မှာပြောခဲ့သလိုပဲအစိုးမြင်နဲ့တန်တရားဖြစ်တဲ့ကြောက်ရွံ့တဲ့အတွေးတွေဝင်လာတာနဲ့ဒါဟာငါဥယင်ထဲကပေါင်းပင်ပါလို့သတ်မှတ်ပြီးချက်ချင်းဖယ်ထုတ်ပြပါ။ နေတိုင်းကောင်းတဲ့အတွေးမျိုးစေတွေကိုစိုက်ပျိုးဖို့မမေ့ပါနဲ့ဥပမာကျေးဇူးတင်စရာယုံကြည်မှုရည်ရွယ်ချက်စသဖြင့်ပေါ့နံပါတ်1အချက်နာကျင်မှုတိုင်းကိုဆရာအဖြစ်မြင်ပါဘဝမှာဒေါသထွက်စရာစိတ်ပျက်စရာဆုံးရှုံးစရာအခြေအနေတစ်ခုခု ကြုံလာတဲ့အခါအဲ့ဒီအခြေအနေကိုသွားမတိုက်ခိုက်ပါနဲ့ခဏရပြီဒီအဖြစ်ပြက်ကငါရဲ့အတွင်းစိတ်မှာဘလို့မတတ်စင်သေးတဲ့အတွေးတွေပြန်တင်ဟပ်နေတာလဲဆိုတာကို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 ပြန်မေးခွန်းထုတ်ပါ အဲလန်ကအခြေအနေတွေဟာအတွေးတွေရဲ့ရက်လက်လို့ဆိုပါတယ်။ကိုယ့်ရဲ့ဒုက္ခတွေအခက်ခဲတွေဟာကိုယ့်ရဲ့အတွေးတွေကိုတန့်စင်ဖို့အတွက်လာရောက်ပြတတ်တဲ့ဆရာများလို့မှတ်ယူပြီးအဲ့ဒီအမားကနေသင်ခန်းစာယူပါ။နံပါတ်3အချက်တိကျသောရည်ရွယ်ချက်စကားစုဖန်တီးပါ။စာအုပ်ထဲကအခန်းလေးတိုင်းကိုယ့်ရဲ့ဘဝအတွက်အဓိကရည်ရွယ်ချက်တစ်ခုကိုတိကျတဲ့စကားစုတစ်ချောင်းဒါမှမဟုတ်နှစ်ချောင်းနဲ့ရေးသားပါ။ ပြီးရင်အဲ့ဒီရည်ရွယ်ချက်ကိုနေ့စဉ်အနည်းဆုံး၃ချိန်ပြန်ဖတ်ပြီးခန်းစားခြင်းနဲ့အတူထပ်ခါတလဲလဲစဉ်းစားပါဒီလိုရည်ရွယ်ချက်ကိုစဉ်စစ်မပြစဉ်းစားခြင်းအပြင်ကိုယ့်ရဲ့မဆုံးမနဲ့စိတ်ဓာတ်ဟာအားကောင်းလာပြီးရည်ရွယ်ချက်မရှိတဲ့မကောင်းတဲ့အတွေ့အကြုံတွေဝင်လာဖို့နေရာမရှိတော့ပါဘူးနံပါတ်၄အချက်လူမှုဆက်ဆံရေးကိုမှန်အဖြစ်အသုံးပြုပါကိုယ့်ကိုအမြဲတမ်းစိတ်အနှောက်အယှက်ဖြစ်စေတဲ့ဒါမှမဟုတ်ဒေါသထွက်စေတဲ့သူတစ်ယောက်ရှိရင်အဲ့ဒီလူကိုမြင်တဲ့အခါသူတို့ရဲ့အပြုအမူတွေကိုအပြစ်မတင်ပါနဲ့ သူတို့ရဲ့အပြုတ်မှုကိုမနှက်မြို့တဲ့ကိုယ့်ရဲ့အတွင်းစိတ်ကဘလို့အားနဲ့နေသေးလဲဆိုတာကိုပြန်လဲဆက်ဆေးပါသူတစ်ပါးအပေါ်မကျင်တတ်မှုတွေဟာကျွန်တော်တို့ရဲ့စိတ်ထဲမှာရှိတဲ့ချိုးရင်းจิตတွေရဲ့ပြင်ပပုံရိပ်တွေသာ ဖြစ်ပါတယ်သူတစ်ပါးကိုနားလဲပေးနိုင်လေလေကိုယ့်ရဲ့အတွင်းစိတ်ဟာငြိမ်းချမ်းပြီးစာနာထက်လေလေပါပဲဒါဟာတည်ငြိမ်အေးချမ်းမှုကိုရယူတဲ့လမ်းကြောင်းပါပဲနံပါတ်5အချက်တနေ့တာကိုစီကန်းတကြအဆုံးတတ်ပါအဲ့ရမဝင်ခင်မှာအခန်းခုနှစ်ကအကြံပြုချက်အတိုင်း စိတ်ပိုင်းဆိုင်ရာစစ်ဆေးခြင်းကိုပြုလုပ်ပါတနေ့တာလုံးမှာကိုယ့်ရဲ့ရွယ်ချင်းနဲ့ကိုက်ညီတဲ့အတွေးတွေကိုဘယ်နှစ်ခုတွေးခဲ့လဲကိုက်ညီမှုမရှိတဲ့အတွေးတွေကိုဘယ်လိုလွှတ်ချပြီးပြုပြင်ခဲ့လဲဆိုတာကိုစာရေးပြီးမှတ်သားပါဒီလိုညစဉ်စစ်ဆေးခြင်းအားဖြင့်ကိုယ့်ရဲ့အတွေးတွေကိုစီကံကြပြုလုပ်နိုင်ပြီးနောက်နေ့မှာပိုပြီးသတိထားတဲ့ပိုပြီးရည်ရွယ်ချက်ရှိတဲ့အတွေးတွေနဲ့စတင်နိုင်ဖို့အထောက်အကူပြုပါလိမ့်မယ်ဒီလက်တွေ့အသုံးချနည်း၅ချက်ဟာဂျိန်းအယ်လန်ရဲ့သင်ခန်းစာတွေကို ့ဘဝတွေကိုချက်ချင်းတည်ဆောင်လာနိုင်တဲ့သတားတွေပဲဖြစ်ပါတယ်။ကဲဒီနေ့ကျွန်တော်တို့ The Growth Diary Channel ကနေ Jane Allen ရဲ့ Excellent Thinking ဆိုတဲ့စာအုပ်ကိုအခန်း9ခန်းအပြည့်စုံနဲ့လက်တွေ့အသုံးချနည်းတွေအထိအတူတူလေ့လာခဲ့ကြပြီးပါပြီ။ဒီအချိန်မှာသင်ရဲ့စိတ်ထဲမှာခိုင်မာစွာဆွဲမြဲနေရမယ့်အဓိကသတင်းစကားကတော့သင်ရဲ့ဘဝဟာသင်ထင်မြင်ယူဆတဲ့အတိုင်းဖြစ်လာမယ်ဆိုတာပါပဲ။သင်ဟာသင်ရဲ့အတွေးတွေကိုထိမ့်ချုပ်နိုင်တဲ့စိတ်ဤအရှင်သခင်ဖြစ်ပါတယ်။ ဘယ်လိုအခြေအနေမျိုးပဲကြုံပါစေတင့်ရဲ့အတွင်းစိတ်ဟာလွတ်လပ်ပြီးတင့်ရဲ့ဘဝကိုကိုယ်တိုင်ပုံဖော်ပိုင်ခွင့်ရှိတယ်ဆိုတာကိုဘယ်တော့မှမမေ့ပါနဲ့ဒီလိုအင်မတန်အစွမ်းထက်တဲ့အသည့်တရားတွေဟာနားထောင်ရုံနဲ့ဘယ်တော့မှအလုပ်ဖြစ်မှာမဟုတ်ပါဘူးဒီဗီဒီယိုကိုပိတ်လိုက်ပြီးတာနဲ့အခုငါဘယ်လိုစလုပ်ရမလဲဆိုတဲ့မေးခွန်းကို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 မေးပါဒီနေ့ဆွေးနွေးခဲ့တဲ့လက်တွေ့ကျင့်သုံးသည့်၅ချက်ထဲကနေအနည်းဆုံးတစ်ချက်ကိုတင့်ရဲ့ဘဝထဲမှာချက်ချင်းထည့်သွင်းကျင့်သုံးကြည့်ဖို့တိုက်တွန်းချင်ပါတယ် ။သင်ရဲ့အတွေးတွေကိုစီကံတကြထားလိုက်ပါ။သင်ရဲ့ရည်ရွယ်ချက်ကိုရှင်းရှင်းလင်းလင်းမြင်ပါ။သင်ရဲ့ဘဝဟာတဖြည်းဖြည်းချင်းအမခန့်ပြောင်းလဲလာတာကိုသင်တွေ့ရပါလိမ့်မယ်။ဒီဗီဒီယိုကလည်းတန်မိုးရှိတဲ့အသိပညာတွေရရှိသွားတယ်။ဒါမှမဟုတ်စိတ်တကုံအားတွေရရှိသွားတယ်ဆိုရင်ကျွန်တော်တို့ကိုအားပေးတဲ့အနေနဲ့ like and share နဲ့ comment လေးလုပ်ပေးခဲ့ဖို့တောင်းဆိုချင်ပါတယ်။ဒီလိုစိတ်ပညာနဲ့ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာဗီဒီယိုကောင်းတွေကို နောက်ထပ်မလွတ်တမ်းကြည့်ရှုခြင်းနဲ့ဆိုရင်တော့ subscribe လုပ်ပြီးဘေးနားကခေါင်းလောင်းလေးမှာ all ကိုနှိပ်ထားဖို့လည်းမမေ့ပါနဲ့ဒါမှနောက်ထပ်ဗီဒီယိုအသစ်တွေတင်တဲ့အခါမှာအမြဲသိရှိနိုင်မှာဖြစ်ပါတယ်အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုအစီအစဉ်ကောင်းတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်အားလုံးပဲတန်ဖိုးရှိတဲ့နေ့ရက်တွေကိုပိုင်ဆိုင်နိုင်ကြပါစေ။